မင်္ဂလာပါရှင်အစာပြေကော်ဗီတော်လေးတော်စားပါရယ်လုံနီးလေးမြပါမယ်ရှင် လုံနီးကလွယ်ပါရယ်ပူတီစားကိုကော်ဗီ၃နဲ့ဥနီ၃နဲ့ပြီးတော့ဆန်မုံကောင်းညင်းမုံပြီးတော့ချက်ဥလီတလုံးသုံးပါရယ်နောက်ကောင်ပစုံချောင်းမုံသုံးပါမယ်ကော်ဗီပါကော်ဗီကိုမမိလို့တလားဆိုင်ကလေးတွေကိုလှည့်ဖြတ်နိုင်ပါရယ်ရှင်ကျမကလေဒီနေ့ကအကြော်လဲစားခြင်းနဲ့ ိမ်မှာဘူးဒီရလည်းမရှိဘာမှမရှိဘူးဆိုတော့ကကျမက copy ပဲကြော်စားလိုက်တယ်။ဥနီဥနီကလည်းမိမိလိုတလောက်ဆိုင်လေးတွေကိုလိဖြက်နိုင်ပါတယ်။ကျမကတော့ဒီမှာဥနီကိုခပ်ပပလေးတွေလိဖြက်လိုက်ပါတယ်။ကိုကတိတိတိုင်းတိတိကြီးကြီးတိုင်းကြီးကြီးပေါ့နော်မိမိစိတ်တိုင်းလိဖြက်ထားနိုင်ပါတယ်ရှင်။ဥနီနဲ့ copy ကလည်းအဲကြော်ကြော်တလို့ကြော်ပြီးတော့ကျမတို့မွင်းကားနဲ့လည်းတွဲစားနိုင်ပါတယ်။ခိုင်မှုနီနဲ့လည်းတွဲစားနိုင်ပါတယ်။ကျမတစ်ခါလေးအိမ်မှာလုပ်ပေးနေရှိတယ်ပေါ့နော်။ဒီနေ့ကတော့ထမင်းနဲ့ပဲတွဲစားခြင်းလို့ဒီလိုမျိုးလေးပဲလုပ်လိုက်တာပါ။ ကိုကြော်ရင်အတွက်သူ့တဲ့ကိုကျမကကြက်ဥမုံနစ်လောက်တာပေါ့ရှင်အဲကြောက်တလုံးဖောက်ထည့်လိုက်ပါတယ်ပြီးတော့ရင်တော့ကျမကသူ့တဲ့ကိုပဇွန်ချောက်မုတ်ထည့်ပါတယ်ပဇွန်ချောက်မုတ်ကအကဲရမတော့မချိုက်ဘူးဆိုလည်းမထက်နဲ့ရတယ်ဒါကျမရဲ့ဒီကြုံနေကြပုံစံလေးပေါ့နော်ကျမကအရသာမုံလေးလို့ကျွန်တော်ပဇွန်ချောက်မုတ်လေးထည့်တယ်စားလေးထည့်မယ်နောက်ပြီးတော့အရသာမုတ်အမတို့ကချုံမုတ်ပါညာခွီးကွာထည့်လို့ရတယ်ပြီးတော့ထိုင်းခုံရော ပန်းခေါက်ကြောက်လို့ခေါ်တာပေါ့နော်အဲ့ဒါကတော့ကျမတို့ဆံမုံမှာဆံမုံကိုကျမခွနှစ်စွန်းထည့်တယ်ရှင်ဆံမုံကိုခွနှစ်စွန်းထည့်တယ်မိမိရဲ့ကော်ပီအနေအများပေါ်မူတည်ပြီးတော့ချိန်ဆပြီးတော့ထည့်နိုင်တယ်ဆံမုံခွနှစ်စွန်းကောင်းကျင်းမုံတစ်စွန်း နီးနီးပေါ့နော်ဒဇွန်ကြီးတော့မပြည့်ဘူးရှင်ဒဇွန်နီးနီးပေါ့နော်တဝနည်းနည်းလေးကြော်ရရှင်အဲ့ဒါလေးကျွန်မထည့်လိုက်တယ်ထည့်လိုက်ပြီးတော့ baking soda ထည့်ရပါတယ်အကြော်အတွက်ကိုလေပြီးတော့ကျွန်မအယောင်တင်မုန်လေးနည်းနည်းလေးကောက်ထည့်လိုက်ပါတယ်ပြီးတော့ရင်တော့ရေထည့်ပါတယ်ရေကတော့မိမိရဲ့ ဒီမုံနှဲမြောက်ပေါ်မူတည်ပြီးတော့နည်းနည်းချင်းနည်းချင်းထည့်ပြီးတော့နေပါရှင်ကျမကတော့၃လေးစုံထည့်လိုက်နေလိုက်၃လေးစုံထည့်လိုက်နေပါတယ်ရှင်လုံးဝကြက်ကြဲကြီးမဖြစ်ရပါဘူးရှင်ဒီကျမတို့ရဲ့ဂေါ်ဘီရဲ့မုံသားရဲ့ကခတ်ထွေ့ထွေ့အနေထားရသည့်ထိနေရပါတယ်ရှင်ကော်ဘီမာကလည်းအရင်ရှိတော့ကလည်းရေတွေတော့ပထမအောင်ဆုံးအများကြီးမထည့်ပါနဲ့ရှင်။နည်းနည်းချင်းနည်းနည်းချင်းထည့်ပြီးနေနေအခုလိုမျိုးတွေဖြစ်လာပါပြီရှင်။ အခုလိုဖြစ်လာတယ်ဆိုရင်တော့ကြော်ရင်ဆင်းသင်းဖြစ်ပြီးကြိုက်တဲ့တယ်ဆိုရင်ငွေကောင်းလေးထင်နိုင်တယ်မိစားထိုင်လန်ငွေကောင်းထင်ကြိုက်တယ်အမတို့ကမကြိုက်မထင်ရတယ်ဒီမှာအရသာ perfect ဖြစ်နေပြီကြော်မယ်ရှင် orange ကိုစီထဲတယ်စီပူအောင်စောင့်မယ်ကြော်ရင်အတွဲကျမက zone 2ချောင်းမဲ့အသုံးပြုသွားမယ်ဇွန်းနှောင်းကိုယူပြီးတော့ကျွန်မပုံစံချပြီးအဲ့ထဲကိုထည့်လိုက်တယ်။ စီကတော့မင်းမင်းရမင်းမင်းကြိုက်မင်းမင်းထဲပါရှင်မီးမပြင်းရပါဘူးမီးအလေနည်းနည်းမှသာအဆင်ပြေတာဖြစ်ပါတယ်မီးပြင်းနေဆိုရင်တူရမြန်တက်တယ်ဘာလို့လဲဆိုတော့မိမိကကော်ဗစ်အမြင်လေးတွေဖြစ်တဲ့အတွက်ကြောင့်မီတာပြင်းတဲ့အခါမှာကော်ဗစ်ကတူရမြန်တက်တယ်နော်ဒါကြောင့်မို့ပါရှင်ကျွန်မကတော့ဒီမှာကော်ဗစ်အမြင်လေးတွေညီညွတ်အောင်တန်းတဲ့အနေထားရောက်တဲ့အထိကြော့ပါတယ်ခုလိုအနေထားလေးပေါ့နော်ခုလိုအနေထားလေးရောက်တယ်ဆိုရင်နော် science scientific ဖြစ်ပြီးကျွတ်လဲကျွတ်နေပြီရှင်အတွင်းလေးကတော့အဲ ကျက်တယ်အီအီလေးအပြင်ကတော့ခက်ကြွကြွအနေထားလေးပေါ့နော်ရခိုင်မုန်နီနဲ့တွဲစားလို့ရတယ်မွင်းကားနဲ့ထည့်စားလို့ရတယ်ဒါမှမဟုတ်ချင်းနဲ့တိုးစားလို့ရတယ်အစာပြေ ဖြစ်နေစားလို့ရတယ်ကျမကတော့ထမင်းနဲ့တွဲစားမှဖြစ်ပါတယ်ရှင်ဒီအနေထားဆိုရင်တော့အားလုံးလိုက်လုံစားနိုင်မယ်လို့ယူဆပါတယ်ရှင် လုံနီးနဲ့လွှဲတာမလို့မျှတာပါဆုံးဖြတ်ကြည့်ပြတဲ့အားလုံးကျေးဇူးများကြီးတင်ပါတယ် Thank you ပါ